အားလုံးပဲမင်္ဂလာပါရှင်။ဆီယမစပယ်ဖြူနူးရဲ့ပါလီယာအန်ဒီစာအုပ်ထဲမှာအပိုင်းနှစ်လေးကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ရုပ်ရှင်ယုံမှာ အင်းဒီတို့အင်ကားမှန်ဟာ ဟောင်းလှပြီမှန်နေကုန်ကလည်းဟောင်းလှပါပြီမှန်မှာဆိုတနခါးဆက်တွေတောင်းစင်လို့ဒါပေမဲ့လည်းမှန်ရဲ့ဘီပပက်လေးကသာမကြည်တာအလေကတော့ကြည်နေသေးတယ်ကြည်လို့လည်းရပါသေးတယ်အမေပြောတာတော့ဒီမှန်ကဒေါ်လေးရဲ့တသက်ရှိပြီဆိုလားနှမျောလို့မပြစ်တာဆိုလားမှန်နေကုန်ကမှန်ထက်စားရင်ဘီတို့ကမှန်က ပူကြည်တော့ဒေါ်လေးတို့ကိုကိုကြီးတို့ဟာ အဝတ်လဲပြီးရင်ဘီတို့ရှေ့သွားရက်ကြတာပဲ အမဲတခါတလေကိုကိုလေးတောင်ပါသေးအန်နီကတော့မှန်တွေပါတွေနဲ့စိတ်မဝင်စားလှဘူးအင်ဂျီသေးဝေးရတဲ့နေ့ပွဲလေးပါလေးသူ့ကိုခေါ်သွားကြတဲ့နေမျိုးမှသာမှန်ကြီးကြီးရှိပြည့်ရတာပုံမှန်နေ့တွေဆိုရင်တော့မှန်နေငုံကမှန်လောင်းနေပဲပြီးတာပါပဲမှန်ကိုတင်စိတ်မဝင်စားတာမဟုတ်ဘူးတနခါလေးရမှလည်းစိတ်မဝင်စားဘူးရဲ့ကြောင်းသွားကန်နီများဆိုတနခါလေးမယ်နော်အန်နီတို့ဒေါ်လေးကတတိပေးရတတ်တယ် အနီဟာတနခါသွေးတာလည်းပြင်းတဲ့သူမှုကြောက်ပြင်းအကြီးကြီးပေါ်အမေတို့ဒေါ်လေးတို့သွေးလိန်ထားတဲ့တနခါအနှစ်အကြံကိုပဲရေထက်ရောပြီးလိန်တော့တာပဲဒေါ်လေးကမနေနိုင်လို့ပကွက်လာကွက်ပေးရင်တော့အချောင်းကိုတတရရက်လှလှပပသွားရတာပေါ့မဟုတ်များမဟုတ်ရင်ကိုကိုလေးခေါ်ရတယ်လို့ကြောင်ကြီးယုံနေပဲကြောင်ရောက်တော့တာအဲနီတို့ကလေးတွေဆိုတာလဲအိမ်ကထွက်လာတော့ငါသာတနခါပကွက်ကြနဲ့ခေါင်းလေးဖီလို့ ကြောင်အားလည်းချိန်လေးရောက်ရောမိကုံရန်ကုံဆော့လိုက်ကြတာမို့တနခါလည်းမကြံသပင်ဆိုတာလည်းချွေတွေနဲ့ဘာတွေနဲ့ကြောင်စင်ပြီဆိုအားလုံးကြောင်ချေးရုပ်ပဲအတူတူပဲဒီလိုဆိုရင်တနခါဟာပြက်မဲ့တူတူဘာလို့လိမ့်မလဲလို့ပဲအန်နီကတွေးတတ်တယ်ဒီနေ့တော့အန်နီဟာအရင်အန်နီမဟုတ်ဘူးတနခါလိမ့်ပြီးတာကိုအရင်လိုတွန့်လိမ့်မနေပဲငြိမ်ငြိမ်လေးပြုံးပြုံးလေးနေတယ် ဟိုတနေ့သတင်းချုပ်တုံးကအမေဝယ်ထားပြီးတဲ့ပန်းရောင်ခေါင်ဝင်လေးဝေးရချိန်မှာဆိုဘီရိုမှန်ရှိတောင်းပြေးရလိုက်သေးတာမှန်တဲ့ကအန်နီဟာတနခါပကွက်နဲ့စပင်ကုတ်ဝဲနဲ့ခေါင်ဝင်လှလှလေးနဲ့တခုပဲပြောစရာရှိတာခေါင်ဝင်လေးဟာနည်းနည်းတော့ကြက်ချင်ပြီအထူးသဖြင့်ဘိုက်ကလေးကပူနေတာမို့ခါနေရမှာကွက်တိဖြစ်နေတော့တာပေါ့လူကြီးတွေကသာဘိုက်ပူရင်လေးကျင်ကန်းလုံးမှဝေရှော့မှ ပြောတတ်ကြပေမဲ့ အဲနီတို့ကလေးတွေကြားထဲမှာတော့ဘိုက်ဘူးရာဟာပြဿနာမဟုတ်ဘူးရေမိုးများရွာပြီဆိုဘိုက်ကိုတပုံးပုံးရိုက်ပြီး ပိန်နေသည် ပိန်နေသည်လို့អော်ပြေးနိုင်သေးတယ်တခါတလေတော့ဖရဲသည်စားကြည့်နေရင်ဖရဲသည်ဖရဲသည်လို့អော်ရတယ်ဘသူကစားတဲ့ကစားနည်းမှန်းမသိပေမဲ့မိုးရေချိုးရင်စိတ်ကူးတဲ့ရာអော်ရတာအဲနီတော့တိတ်သဘောကြတာပဲခုလဲဘိုက်ကလေးကိုငုံကြည့်ရင်တပတ်ပတ်နဲ့ရိုက်လိုက်ရင်က ဘူးသီးဘူးသီးလို့ရွတ်လိုက်တယ်။ခုနလေးကလည်းဘူးသီးအချင်းရင်နဲ့ထမင်းစားခဲ့တာကို။ကွယ်ဘာလို့များဘိုက်ကိုရိုက်နေရတာတော့အခုပဲထမင်းစားပြီးတဲ့ဟာ။တနခါလေးနေရာကနေဒေါ်လေးလှမ်းပြောတော့အဲနီဟာရှာလေးတစ်လစ်ထုတ်လိုက်တယ်။အဲနီဘိုက်ကဘူးသီးနဲ့မတူဘူးလား။ဘူးသီးနဲ့တော့မတူဘူးငပူတင်းလေးလိုပဲ။ဘိုက်ကလေးကလည်းပူလို့အင်ကြီးကကြက်တောင်ကြက်နေပြီကြည်စမ်းအင်ကြီးတင်းလေးဝယ်ပေးအောင်မှ အင်ဂျီသေးဝယ်ပြီးရင်ရုပ်ရှင်ထက်ကြည့်ကြမယ်နော်ဒေါ်လေးရုပ်ရှင်လို့ပြောလိုက်ရတာအန်နီပါဇက်ထဲအရသာရှိလိုက်တာရုပ်ရှင်ရုပ်ရှင်အန်နီရုပ်ရှင်ကြည့်ရတော့မယ်လေပြီးခဲ့တဲ့အကြောင်းဖွင့်ရက်တွေတုန်းကတော့အန်နီတငယ်ချင်းတွေဟာ အန်နီရုပ်ရှင်ကြည့်မယ်ကြောင်းခဏခဏနားထောင်ကြရတယ်ဒီတစ်ပတ်အကြောင်းပရက်မှာဒေါ်လေးနဲ့သူရုပ်ရှင်သွားကြည့်မလို့တည်လားလို့ပြောလိုက်ရတာကို အန်နီမှအတော်အရသာတွေ့နေပုံပဲ။ အဲ့နီကိုအားကြလို့ထင်ပါရဲ့ငါတို့လည်းနောက်တစ်ပတ်ကျသွားကြည့်မယ်ဟဲ့လို့ဒူမာကပြောတော့ဖိုးညီကလည်းငါအမေကို ပူဇော်အောင်မယ်တဲ့အဲ့နီဟာလူကြီးတွေဆုံးမရင်လုပ်တတ်တယ်လို့မျက်နှာပေးနဲ့နင်တို့လည်းစားကြက်ကြပေါ့ဟာဆိုပဲစားကြက်လို့သူ့ကိုဒေါ်လေးရုပ်ရှင်ပြတော့ဘသူမဆိုစားကြက်ရင်ရုပ်ရှင်ကြည့်ရမှာလို့ကြီးအဲ့နီထင်နေတယ်တကယ်တမ်းရုပ်ရှင်ုံနဲ့ရောက်ရော့ အဲ့ဒီတို့အရွယ်ကလေးတွေတွေမကဘူးကိုကိုလေးကိုကိုကြီးတို့အရွယ်တွေရောဒေါ်လေးတို့အရွယ်ဥဥဒေါ်တော်တွေပါရုပ်ရှင်သားကြည့်ကြတာတန်အောတွေ့ပါလေရောမျိုးတဲ့တစ်ခါတည်းမှ ရောက်ရရှာတဲ့အဲ့ဒီဟာဒေါ်လေးလက်မှတ်ဝင်နေတော့ဟိုငေးဒီငေးလှုပ်တော့တယ်အဲ့ဒီအတွက်ရုပ်ရှင်ရုံမှာကတ်ထားတဲ့ရုပ်ရှင်ပိုစတာတွေကလည်းစိတ်ဝင်စားစရာပဲရုပ်ရှင်ရုံနောက်မှာရောက်တဲ့မုံတွေတွေကလည်းစိတ်ဝင်စားစရာပဲ။ တို့ចောင်းသားမှာညနေပဲလာလာရောက်တဲ့အချင်းပေါင်းတွေကြီးဝူတောင်တွေးလို့အန်နီကလက်ပြနှုတ်ဆက်လိုက်သေးတယ်။ဟူငေးဒီငေးလုံးနေတဲ့အန်နီဟာဆိုင်ကယ်ရပ်ပြီးရှောက်လာတဲ့လူတယောက်ကိုတွေ့တဲ့အခါမှာတော့မျက်လုံးလေးဝိုင်းသွားရှာတယ်။ပတ်စံပြန်အနာယူနေတဲ့ဒေါ်လေးအနာကိုတို့ပြီးကွယ်ရင်ကအဲ့ဒီလူကိုပဲလိုက်ကြည့်နေတယ်။ဟောဒီဘက်ကိုရှောက်လာနေပြီ။လာနေပြီ။ဒေါ်လေးလုံးကြီးစားလေးကို အန်နီဆုပ်ထားတယ်။ ခုနေများအိမ်ပြန်ပြေးရရင်သိကောင်းမှာပဲရုပ်ရှင်လည်းမကြည့်ကျင်တော့ဘူးဒီလိုမှန်းသိရင်ရုပ်ရှင်ကြည့်မယ်လို့အန်နီမပြောခဲ့ပါဘူးရုပ်ရှင်ုံသားမလာရင်ကိုကိုလေးငားများတဲ့စီလိုက်သွားတဲ့နေ့ကတွေ့ခဲ့တဲ့ဦးဦးနဲ့ဘယ်မှာပြန်တွေ့ပါမလဲနော်အင်းကဝဲရုပ်စုဘူးလေးကိုတရီရတော့အန်နီငိုကျင်သွားပြန်တယ်အယောတောင်းမယ်ဆိုတဲ့အဲ့ဒီဦးဦးဟာအန်နီစီကပစံထောင်လေးရာကိုတကယ်ယူမှာလားတော်ကြပစံအယောမယူပဲလူကြီးတွေကိုလာတိုင်ရင်လဲ အင်းဤအစုခံရအောင်ပါပဲအဖေကတော့စူမမဟုတ်ဘူးအမေကတော့စူမသေးကြပါတယ်လေသမီးကြီးနည်းနည်းစောသေးတယ်ဒေါ်လေးတို့မုံဆိုင်ထိုင်ပြီးစားရအောင်နော်ဒေါ်လေးအိမ်ပြန်ရအောင်ဒေါ်လေးဟာသူ့လုံကြီးစားကို တင်းတင်းဆုံးပြီးငုံမဲမဲမောကြည့်နေတဲ့အင်းဤကို နားမလဲသလိုငုံကြည့်နေတယ်သမီးပဲရုပ်ရှင်ကြည့်ကျင်လှကြည့်ရဲဆိုလို့ဒေါ်လေးတောင်အိမ်မှာနားကျင်ရဲနဲ့လိုက်ပို့ပေးတာလေသမီး သမီးသမီးလေအဲနီဟာအထစ်ထစ်ပြောရင်ဒေါ်လေးနောက်ကိုမသိမသာ꽌လိုက်တယ်။ခိုဦးကလက်မှတ်ရောင်းတဲ့နေရာရောက်လာပြီမဟုတ်လား။ဟဲ့မိပြီမိပြီလို့များပြောလိုက်လေမလား။အဲနီတထိတ်ထိတ်ဆောင်ဝင်မဲ့လူစိမ်းဟာအဲနီကိုမမြင်ဘူး။ဒေါ်လေးကိုပဲကြည့်လိုက်တယ်။လက်မှတ်ရောင်းတဲ့သူကိုအပေါ်တက်တဆောင်လို့ပြောလိုက်တယ်။ပြောလေသမီး။သမီးကြောက်ကြောက်လန့်လန့်နဲ့ဟိုကြည့်ဒီကြည့်တော့နေတဲ့အဲနီဟာ အိမ်သာဆိုတဲ့ဆိုင်းပုံတွေ့တဲ့အခါတော်တော်ပြိုသွားရှာတယ်။အိမ်သာတက်ရှင်လို့အိမ်ပြန်ပြီးအိမ်သာတက်ရှင်တယ်။အိမ်ပြန်စရာမလိုပါဘူး။ဒီမှာရှိတာပဲဟာ။ဒီမှာတက်နော်။ဒေါ်လေးလိုက်ပို့မှာပေါ့။ဒေါ်လေးလက်ကိုတွဲပြီးအိမ်သာပဲရှောင်းရင်းကအဲနီနောက်ကိုလှဲကြည့်လှဲကြည့်လုံနေသေးတယ်။ခိုးဦးကတော့အဲနီကိုမတွေ့ဘူး။ရုပ်ရှင်ုံမေးကလက်ဖက်ဆိုင်ဘက်ကို ရှောက်သွားတာပဲ။ဒါပေမဲ့ခုမတွေ့လဲတော့ကြတော့ရုပ်ရှင်ပြတဲ့အခါတွေ့ရင်တွေ့မှာပေါ့လို့အဲနီကတွေ့တော့မယ်။ အိမ်သားမတက်ချင်မဲအိမ်သားလည်းရောက်နေတဲ့အဲနီခမကြောက်ကြောက်နဲ့ထင်ပါရဲ့ရှူတော့ထွက်လိုက်သေးတာပြက်တနာကအိမ်သားလည်းကထွက်ခန်းနီးမှအစတာပဲခေါဝင်ကိုပိုင်းနဲ့အစင်ပြေအောင်ဆွဲချပြီးအိမ်သားလည်းကထွက်ဖို့ပြင်လိုက်တဲ့အဲနီဟာအိမ်သားနန်ရံမှာအိမ်မြောင်းနှကောင်းတောင်ရှိနေတာတွေ့လိုက်ရတာကိုဖားကြောက်တဲ့အဖွားကိုမကြမကြစားနောက်ဖူးတဲ့အဲနီဟာအိမ်မြောင်းကိုတော့တိတ်ကြောက်တာပဲ။ ။အဲနီတို့များအိမ်မြောင်တွေ့ရင်မွေတွေ့တယ်လို့ပဲလို့အမေကပြောမှုတယ်။ခုလဲအိမ်မြောင်ကိုတွေ့လိုက်တယ်ဆိုရင်ကိုပဲအယောတောင်းမဲ့ဦးဦးကိုလဲမေ့၊ရုပ်ရှင်ကိုလဲမေ့။အားလုံးကိုမေ့ပြီးအိမ်သားတကားကိုဝုန်းကနေဖွင့်ဆင်းလိုက်တယ်။ဟဲ့ဟဲ့သမီး။ဟိုတကားလေကားပေါ်ကကြားလုံးကလိုပဲ။အဲနီဟာဘာတွေဘလို့ဖြစ်သွားလဲဆိုတာတောင်တေချာမမှတ်မိရှာဘူးတမန်တလေးမရောက်ခင်အထစ်တစ်ခုရှိနေတာကိုမိသွားတယ်ထင်ပါရဲ့လို့ ဒေါ်လီက ပြန်ပြောပြတယ်လှမ်းဆွဲပြီးမှမမိလိုက်ဘူးဟတ်ထိုးလဲပြီးဒူရောတောင်ရော ပုန်းကုန်တော့တာပဲလို့ပြောတယ်သူ့ဒူမာလေးရုပ်ရှင်မကြည့်ပဲအိမ်ပြန်လာရတာကိုလည်းသနာမဆုံးဖြစ်နေပါရော အန်နီကတော့စီထဲတော့သာဆက်လို့អော်လိုက်ပြီးမှတနေကုန်အနာကိုမိနေတယ်လို့ပါပဲဒေါ်လီသနာလို့ဝယ်လာပြီးတဲ့မုံတွေစားလိုက်ကတုံးကားလေးကြီးလိုက်နဲ့စိန်လေးကြလို့ပေါ့လေ ရုပ်ရှင်မကြည့်ရလဲအိမ်မှာကာတွန်းကကြည့်ရတာဘောဒေါ်လေးရဲ့လူအစိမ်မကောင်းဖြစ်နေတဲ့ဒေါ်လေးကိုတောင်ခက်သည်သည်နှစ်သိမ့်လိုက်သေးတယ်တကယ်တော့ရုပ်ရှင်မကြည့်ပဲပြန်လာရလို့အန်နီပြောနေတယ်ဆိုတာကိုအန်နီဒေါ်လေးလည်းမသိဘူးတိမ်လုံးလည်းမသိကြဘူးရဲ့အန်နီနဲ့ဆေးကုခံရှာထုတ်ခံဒီမ ాయి မြည်ဖြစ်သူမန်နီနီထွေးသည်နေမကောင်း၍အကြောင်းမတက်နိုင်ပါသဖြင့်ခွင့်တရက်ပေးပါယံ ။အဲနီဟာခွင်တိုင်စာကိုခေါင်းမလို့ပြင်လိုက်ပြီးမှစလုံးတစ်လုံးကို ဖြတ်ခနဲမြင်လို့ထပ်ဖက်လိုက်တယ်။ကြောင်းမတက်နိုင်ပါသဖြင့်ဟင်းတကယ်တော့အကြောင်းကိုကြောင်းလို့ရေးထားတယ်။ရပင်းနဲ့ကြောင်းရမှာရရင်နဲ့ကြောင်းလို့ရေးထားတယ်။ခွင်စာကိုကင်ပြီးအိမ်ရှိဝရန္တာပဲအဲနီထွက်လာတယ်။အဲနီဖွားဟာမနေ့ဖက်ဆိုဝရန္နာမှာရေဒီယိုကလေးဖွင့်ပြီးနေတတ်တာကိုဒီခွေစာဟာစောစောလုံးကအဖွားရေးပြီးခဲ့တာပေါ့ ဖွာရေးပေးတဲ့ခွင့်စာမှုအန်နီကပြန်အောင်မကြည့်ပါဘူးခောက်မလို့ကိုကိုလေးကိုပါမလို့လုံနေတာမဟုတ်လားမခောက်ခင်ကြည်လိုက်မိလို့တော်သေးတာကြည်များမကြည်လိုက်မိရင်တော့အန်နီဖွာဟာစာမီးတက်ဘူးလို့ဆရာမကထင်သွားတော့မှာပဲနော်အန်နီခင်ဗျာလွေရင်မျက်နှာလေးရှုံသွားရှာတယ်ခါတိုင်းတော့အန်နီခွင့်စာကိုကိုလေးခွင့်စာဆိုရင်ဒေါ်လေးကရေးပေးနေကြပဲဒီနေ့တော့ဒေါ်လေးကသူ့တငယ်ချင်းနဲ့မနေ့စာစားဖို့ချိန်ထားတယ်ဆိုလားအိမ်ကအစောကြီးထွက်သွားတာလေ ဒေါ်လေးလည်းမရှိအမေကလည်းဈေးမှာအဖေကလည်းယုံလုံးနဲ့ခီးသွားနေတာဆိုတော့နောက်ဆုံးအဲနီကိုခွင်စာရေးပေးဖို့ဟာအဖွာရဲ့တာဝန်ဖြစ်သွားတော့တာပဲခွင်စာရေးပေးပါအောင်အဖွာဆိုပြီးအဲနီအနာကတ်သွားတော့အဖွာကလည်းအေးအေးရေးပေးမယ်လေဆိုပြီးကြည်ကြည်ဖြူဖြူရေးပေးခဲ့တယ်နေညာကလေးကအဲနီကိုပူချင်တာဒီမနေ့တော့ဖျားနေတာစီတောက်ရတာအဖွာလည်းတည်နေတာမဟုတ်လား ကနေကတော့အမေကိုတိုင်းကိုပူဆန်းပြီးဒီနေ့ចောင်းမတက်ချင်မတက်နဲ့နားလိုက်လို့ပြောလိုက်ခဲကပျော်နေတာအဖွားခွင့်စာရေးမပေးတော့လဲပျော်တာပါပဲကိုကိုလေးနဲ့ပေးလိုက်မယ်ကြံပြီးခွင့်စာကိုခောက်မယ်ပြင်မှာပဲစလုံးပေါင်းမှားနေတာကိုအန်နီတွေ့တော့တယ်အဖွားခွင့်စာကြီးကမှားနေတယ်ဒေါ်လေးကိုတိုင်းမြန်မာစာအနီးကပ်တင်ပေးထားလို့သူ့အတန်းအစင်းနဲ့တီလောက်တဲ့စလုံးပေါင်းမျိုးဆိုရင် မှရင်မှားမှန်းသိတဲ့အန်နီကအဖွားကိုတွေ့တာနဲ့ချက်ချင်းပဲပြောလိုက်တယ်။ဟဲ့ဘာမှားလို့တော့ဒီမှာလေဒီမှာကြောင်လို့ရပင်းနဲ့ရေးရမှာကိုအဖွားကရရင်နဲ့ရေးထားတယ်။ပေးစမ်းကြည်စမ်းအောင်မယ်။အဖွားဟာမျက်မှောင်ကျုပ်ပြီးခွင်းစားကိုလှမ်းယူကြည့်တယ်။တကယ်တော့အန်နီဖွားဟာသူခေတုံးကလေးတန်းထီပဲစာသင်ခဲ့ရတဲ့သူ။စာတော့ဖတ်တတ်ရေးတတ်တဲ့သူပါပဲ။အန်နီပြလိုက်တဲ့ဆိုရင်ပဲရရင်နဲ့မှားရင်မိတာကိုအဖွားကတွေ့တယ်။ ဒါပေမဲ့လည်းမနေ့နေ့ကမှမွေးလာတဲ့သူမြေးအန်နီကဆရာပြန်လုံလာတော့ဟဲ့လို့ငေါ့ဖို့ပြင်လိုက်တယ်။အចောင်းကိုရရင်နဲ့ရေးတော့ကောဖတ်ရင်ဘာအတန်ထွက်မလဲ။အចောင်းမဲမဟုတ်လား။ဘသူကအိမ်လူဖတ်မလဲ။အန်နီဟာခေါင်းကိုကုတ်လိုက်တယ်။ဖြားလုံးအိမ်မှာနေရတာဇိမ်မဲဆိုတဲ့အတွေ့လဲပျောက်ပြီလေ။အတန်းသားတွေနေမကောင်းဘူးဆိုပြီးခွင်စားတိုင်းရင်လူကြီးတွေတိုင်ရတာမဟုတ်လား။လူကြီးတွေခွင်တိုင်းမှာပဲဆရာမတွေကယုံတာမဟုတ်လား။ အန်နီကလည်းလူကြီးတွေကိုပဲရေးခိုင်းတာပါကိုကိုလေးသာတစ်ခေါက်ကသူ့ဘာသာကြောင်းပြခြင်းလို့အန်နီကိုခွင်စာရေးခိုင်းပြီးသွားပေးစီတယ်အန်နီဟာကြောက်ကြောက်နေပဲရေးပြီးကိုကိုလေးရဲ့ဆီယမ်မကိုသွားပေးတာပဲအန်နီကိုဒေါ်လေးရေးပေးတယ်လို့တေချာတော့ရေးပေးလိုက်တာပဲဒါပေမဲ့ဆီယမ်မကဘလို့ကဘလို့တီးသွားတယ်မသိဘူးတမီးရဲ့မှတ်စုစာအုပ်လေးပြပါအောင်လို့တောင်းတော့အန်နီထုတ်ပေးလိုက်မိတယ်နောက်ရတော့ဆီယမ်မစီကတိုင်စာလာတဲ့အခါ ကိုကိုလေးရောအန်နီရောအဖေရိုက်တာခံရတော့တာပဲအခုလဲခွင့်စာမရောက်လို့ဆီယမတိုင်းရင်အဖေကရိုက်အောင်မလားမသိဘူးနော်တမီကိုပြင်းရင်ပြပါအဖွားရဲ့နော်နော်လို့အိုအေးအလုရှုံလို့ဒီတိုင်းသာပြီးခိုင်းလိုက်ပြင်းပြပါအဖွားရဲ့နောက်ဆုံးတော့လဲအဖွားမမနေတာဘူးခွင့်စာကိုပြင်းရေးပြရတယ်ကြောင်းလို့တေချာရေးပြတယ်ကျမဤမြေစား ကျမဤမြည်လို့ရေးမိသွားတာကိုတော့အဲနီသတိမထားမိဘူးကိုကိုလေးចောင်းသွားခြင်းအမိခွင့်စာပေးလိုက်နိုင်တာကိုပဲဝမ်းသာနေလေရဲ့ကိုကိုလေးလည်းចောင်းသွားရောအိမ်မှာအဖွားရဲ့အဲနီရဲ့ပဲចាំပါလေရောဟင့်အင်းနှစ်ယောက်ထဲတော့မဟုတ်ပါဘူးចောင်းကလေးစီစီလည်းရှိပါလေအတူနေလာရလားကြာပြီမို့အဲနီတွေ့စီစီဟာလူပဲအိမ်သားတယောက်ပါပဲညီမတွေအမတွေမရှိတာမို့ညီမအမလူကျင်တဲ့အဲနီက စီစီကိုတခါတလေညီမလေးလိုတောင်ခေါ်တတ်သေးတယ်။အဲနီရေသမီးမေမျိုးစွမ်းလုတ်ပေးထားတယ်။အဲ့ဒါလေးစားလိုက်။စားပြီးရင်အဖွားဆေးတိုက်မယ်။ဆေးတောက်ပြီးရင်လည်းခနာအိမ်အောင်ကြာလာ။တကယ်တော့အဲနီကမျိုးစွမ်းမကြိုက်ဘူး။နေကင်းအိမ်ရတာလည်းမကြိုက်ဘူး။ကစားရတာကိုပဲကြိုက်တာ။ဖျားလိုမှုချန်နဲ့စင်မစော့ရင်တော့အယုံမလေးတွေနဲ့ထိုင်ဆော့မလို့စဉ်းစားထားတာ။မစားခြင်းမူမအိတ်ခြင်းမူလို့ပြောမယ်ပြင်လိုက်တဲ့အဲနီဟာ ူအဖွားဆယ်ပြောတဲ့စကားသံကိုကြားမှမျက်လုံးလေးပြူးသွားရှာတယ်။ညနေရောက်လို့မှအပူမကျရင်စေကန်းသွားရမယ်နော်။စေကန်းအင်းဒီဟာလမ်းထိပ်ကစေကန်းရဲ့အဲ့ဒီစေကန်းမှာထိုင်တဲ့ဆရာဝန်ရဲ့ကို မျက်စိနဲ့ပြေးမြင်ပြီးငြိမ်ကုန်သွားတယ်။ကြားလားအင်းဒီ။ဟုတ်ကဲ့။အဖွားကိုမကြောက်ပေမဲ့စေကန်းကိုကြောက်စိမ့်နဲ့အင်းဒီမြူဆွမ်းစားတယ်။အဖွားတိုက်တဲ့စေတောက်တယ်။ပြီးတော့အခန်းထဲဝင်ပြီးအိယာဘောခွေခွေလေးအိမ်နေတယ်။ စီစီကတော့အဲနီနာတိုးဝေးအိတ်လိုပေါ့လေအေယာကနိုးလို့နေကောင်းနေရင်ကောင်းမှာပဲစီစီရဲ့အဲနီအပြောကိုစီစီကညောင်လို့ထောက်ခံလိုက်တယ်ဖျားလာကိုအဲနီမကြိုက်ဘူးအဲအဲနီဖျားလာကိုအဲနီမကြိုက်ဘူးသူများတွေဖျားလာကိုတော့ကြိုက်ပါတယ်ဥပမာဆိုပါစို့အဖွားဖျားရင်အဲနီတိတ်ပြောတာပဲအဖွားတငယ်ချင်းတွေအင်းနီနာချင်းတွေကမုံတွေအသီးတွေလာပိုးကြလဲမဟုတ်လား တကယ်တမ်းကျတော့အဖွားကမစားနိုင်ဘူးဂရင်းပြက်တယ်ပြောတာပဲအဲ့ဒီမုံတွေအသီးတွေကိုအန်နီတို့ကလေးတွေပဲစားပြစ်တာကိုကိုလေးဖျားပြီဆိုရင်လဲကိုကိုလေးအတွက်အမေဝယ်လာပေးတဲ့မုံတွေကိုအန်နီကတ်စားရတယ်ဒေါ်လေးဖျားရင်လဲဒေါ်လေးရဲ့တငယ်ချင်းတွေမုံလာပေးတဲ့အခါအန်နီစားရတာပဲဟော အန်နီဖျားပြီဆိုရင်တော့ပျော်စရာမကောင်းတော့ဘူးမုံစားရတာမစားရတာထဲစီကန်းသွားရတာကို အန်နီကြောက်တာကို ဆေးလုံးတွေရေနဲ့တောက်ရတာကိုမကြောက်ပေမဲ့ဆေးထိုးအပ်ကိုအန်နီတိတ်ကြောက်တာပဲဆေးထိုးအပ်ကင်ထားတဲ့ဆရာဝန်ဆိုလဲပြုံးပြနေရင်တောင်အန်နီကြောက်တယ်လူကြီးတွေကသဘောကောင်းနေပြောတတ်တဲ့လမ်းထိပ်ဆေးကန်းကဆရာဝန်ဟာအန်နီအတွက်တော့သဘောမကောင်းပါဘူးသဘောကောင်းရင်နာတတ်တဲ့အန်နဲ့ဆေးပဲထိုးမလဲနော်မနာဘူးနော်သမီးပြောစိတ်ကြိုက်သလောက်ပဲအဲ့လောက်ပဲနာမှာလို့ဆရာဝန်ကပြောတတ်တယ်မနာဘူးပြောလဲနာတာပဲ ပြည့်စိတ်အကောင်တရာလောက်ဝိုင်းကြိုက်တယ်လို့အန်နီအားကနေអော်ရတာပဲ။စီကန်ကပြန်တဲ့အခါချိုချင်းတွေပြေးလိုက်ရင်တော့ယူလာပြီမဲ့နောက်တစ်ခါမလာတော့ဘူးနော်လို့လိုက်ပို့တဲ့လူကြီးတွေကိုငုံမဲမဲနဲ့တောင်းဆိုတယ်။ဒါပေမဲ့လည်းအန်နီတို့ဖြားတိုင်းတော့စီကန်ရောက်ရတာပဲ။စီကန်ရောက်ရင် အန်နီပြဿနာတစ်ခုက ရှာထုတ်ပြရတာပဲ။ရှာထုတ်တာများပါဆန်းတယ်လို့သူများတွေကတော့ထင်ပါပဲ။အန်နီလည်းရှာထုတ်ပြတတ်ပါတယ်။ အိမ်မှာကိုကိုလေးကိုပြောင်းရင်းရင်ရှာထုတ်ပြတာပဲလေရှာထုတ်မျက်လုံးပြူးပြီးပြောင်းပြတာကိုအဖွားကမကြိုက်ဘူးအမေလည်းမကြိုက်ဘူးဒီတော့ရှာထုတ်ပြောင်းပြတာမိတိုင်းအနီအစုခံရတယ်ဗါတဲ့ပြောသေးတယ်ကိုထဲကြီးကိုဒီလိုမလေးမစားပြောင်းရသလားငရဲကြီးတော့မှာပဲတဲ့နောက်ပိုင်းကျတော့လူကြီးတွေရှေ့မှာမလုပ်ဖဲကိုရမာသားအနီ ပြောင်းရတယ်တခါတော့ငါကြတော့လေနေမကောင်းလို့ဆေးကန်းတွားရတဲ့အခါ ။အဲနီဟာအဲ့ဒီရှာထုတ်တာနဲ့ပဲအစူခံရပြန်တာပဲ။ဆရာဝန်ကအဲနီကိုရှာထုတ်ပြပါအောင်နဲ့။အံဩစရာမကောင်းဘူးလား။ဆရာဝန်ဟာ အမိအသက်လောက်ရှိတာပဲ။လူကြီးပဲဘာလို့ရှာထုတ်ပြရမလဲလို့ပဲအဲနီကတွေးတယ်။ဆရာဝန်ကသမီးရှာထုတ်ပြပါအောင်လို့ထပ်ပြောတော့အဲနီကောင်းခါပြလိုက်တယ်။ကြည့်ုံပဲကြည့်မှာပါတမီးရဲ့ရှာထုတ်ပြနော်ဟုတ်လားဟင့်အင်းဟင့်အင်း အဲနီခမားခေါင်းတွင်တွင်ခိုင်းသူ့မိကိုအာကိုတကြီးလှဲ့ကြည့်တယ်ကြည်လိုက်တော့မှပဲမျက်မှောင်လေးကျုံရပြန်တယ်အမေဟာအိမ်မှာအဲနီပြောစကားဆိုစကားနားမထောင်လို့လို့တလို့အမူယာလုတ်ပြလိုက်တာကို အမူယာနေမကဘူးရှာထုတ်ပြလိုက်လေတဲ့ပြောလိုက်သေးတယ်လူကြီးတွေဟာသူတို့ပြောတဲ့စကားဘာလို့မေးသွားကြကြလဲမသိဘူးနော်သမီးရှာမထုတ်ချင်ဘူးဘာဖြစ်လို့လဲသမီးရဲ့ဟိုလေဟိုလူကြီးတွေက ပြောတယ် ိုထက်အသက်ကြီးတဲ့သူတွေကိုရှာထုတ်မပြရဘူးတဲ့ငရေကြီးမယ်တဲ့ဟောဗျာလို့ဆိုပြီးဆရာဝန်ကရေတယ်အမေကလည်းလိုက်ရေတယ်ရေတာရင်နေတာရေကျင်လို့မဟုတ်ဘူးဆိုတာအန်နီတိသားပဲအန်နီကတော့စီကန်းမှာအန်နီရှာထုတ်ပြဖို့ဆရာဝန်ကအတော်ပြောယူလိုက်ရတယ်စီကန်းကပြန်လို့အိမ်လေးရောက်ရောဆံဝင်စကားနားမထောင်လို့လက်ပေါက်ကတ်လို့ဆိုပြီးအင်းဒီအစုခံရရော့ အဲနီဟာဘာလို့အဆူခံရလဲဆိုတာတောင်းနားမလဲရှာဘူးလူကြီးတွေပြောတဲ့စကားဆိုတာတခါတလေမှနားထောင်ရတာလားတခါတလေနားမထောင်ရဘူးလားတွေးရင်အံဩနေရှာတယ်အရင်တော့အเจ้าတွေဟိုတွေးဒီတွေးနဲ့အဲနီအိတ်ပြောတော့အိမ်မထဲမှာစီကန်းရောက်နေရောစီကန်းကလမ်းထိပ်မှာမဟုတ်တော့ပြန်ဘူးရေကန်နားမှာတဲ့ဆရာဝန်ဟာခါတိုင်းမြင်နေကြဆရာဝန်ဝဝမဟုတ်တော့ဘူးဆရာဝန်ပိန်ပိန်ကြော်ပေးထားတဲ့ဆရာဝန်ဒီဘက်လှည့်လာတော့ စင်ထူရသေးပဲအဲနီအားကနေអော်လိုက်တယ်။ဆောင်းဝင်ဆိုတာဟိုဦးဦးဖြစ်နေတာကိုပြီးတော့ပြီးတော့သူ့လက်ထဲမှာစေထိုးအပ်မဟုတ်ပဲငမားတန်ကြီးကင်ထားတော့တာငမားချိတ်တရန်ရန်နဲ့အဲနီနားကိုတိုးကပ်လာရင်ကရှာထုတ်ပြပါအောင်နဲ့အဲနီဟာမပြဘူးမပြဘူးလို့អော်ရင်ကလန့်နူလာလေဒီကိုယ်လုံးလဲချွေးတွေရွှဲလို့အခန်းကိုဟိုကြည့်ဒီကြည့်ကြည့်ရင်စေကံမဟုတ်တာတွေ့မှဝမ်းသာသွားရှာတယ် အဲ့ဒီနေ့ကအကြောင်းစင်ကြီးရောက်တော့တူမာကအန်နီစီလာလေတယ်။ကျောင်းသားတွေလာပြတယ်။ပြီးတော့ထုံစံတိုင်းခန်းထဲမှာတင်းဆော့ကြတယ်။အန်နီဟာတငယ်ချင်းနဲ့တွေ့နေတော့လဲဆရာဝန်ကိုရောစီကံကိုရောမိသွားတော့တာပဲ။ပြန်ကန်နီမှာတူမာကနင်းစီကံမသွားဘူးလားမိတော့မသွားရပါဘူးဟာလို့ပြန်ဖြေလိုက်သေးတယ်။အန်နီပြောတဲ့အတိုင်းပါပဲ။အမေစီက ပြန်လာတော့အန်နီကိုအပူဆန်းပြီးတာနဲ့ စေကံမပို့တော့ဘူးလို့ပြောတယ်။အားရှိအောင်စားညကြစေးတောက်ပြီးအိတ်တဲ့။မနေ့ပြန်နေကောင်းလောက်ပြီးကြောင်းတက်တော့တဲ့။ခါတိုင်းဆိုကြောင်းသွားရမှာပြင်းတဲ့အန်နီဟာကြောင်းတည်းနားလိုက်တော့လဲကြောင်းသွားရမှာကိုတွေးပြီးပြောနေတယ်။စေကံမသွားရတော့တာကိုလည်းပြောနေတယ်။စေကံမသွားရဘူးဆိုတော့ပြွေးစိတ်ကောင်းတရားကြိုက်တယ်လို့နားထဲအန်နယ်လဲအန်နီစေးထုံးမခံရတော့ဘူး။ပြီးတော့ဆရာဝန်ကိုလည်းရှာထုတ်ပြစရာမလိုတော့ဘူးလေ။ ဟုတ်ကဲ့ပါရှင်အပိုင်း2ကိုဒီမှာပဲညံလိုက်ပါမယ်နောက်ထပ်အပိုင်း3မှာအန်ဒီလေးဘာတွေဆက်လုပ်မလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်နားဆင်ပေးခဲ့သူအားလုံးကိုလည်းကျေးဇူးများဤတင်ပါတယ်ရှင်